ဘသားမဟုတ်တယ်လို့အဲအမေသားလေမဟုတ်ဘူးအမှန်တရားပတ်မှာရသာရှိတယ်တကယ်လေကျွန်တော်ကိုဖမ်းဖို့အစီအစဉ်တစ်ခု ရှိတယ်တော့ကျွန်တော်ဒီထည့်ရောက်သွားရင်လူကြီးလေးတွေလာပို့ရုပ်တရက်ဆက်ချိုးရင်းမှုဖြစ်ပေါ်ခဲ့တာရေပြင်ပေါ်တို့ပြတ်ကျခဲ့ပြီးဦးဆောင်မှုဖြစ်ပေါ်ခဲ့ပါတယ်အဆိုပါလေရင်ပြတ်ကျခဲ့တဲ့နေရာတဝိုက်တို့ လုံခြုံရေးတပ်ဖွဲ့ဝင်များကတွားရောက်ပြီးမြန်မာနိုင်ငံအမျိုးသမီးတွေကိုပြောချင်တာအပြင်သွားတဲ့ခါမှာဒီပြစ်ကိုလက်ထောက်ဖို့ပါပါလို့ပြောယူလက်ထောက်ဖို့သွားပါလို့တိုင်းပြည်ရဲ့အခြေအနေတက်မတော်ရဲ့အခြေအနေတက်မတော်ခေါင်းဆောင်တွေရဲ့တိုင်းပြည်ရဲ့အစိတ်ပိုင်းပေးလိုက်ရပြီပြန်မတိုက်သေးဘူးလားကျွန်တော်သတင်းဌာနရက်တည်လား2016လောက်တည်းကရက်တည်လားကျွန်တော်တို့တော့ညံ့တဲ့သတင်းဌာနရှိမှာပေါ့လို့ လုံးပဲမင်္ဂလာပါရွှေ family မှပြန်လဲချိုးဆိုလိုက်ပါတယ်ဓမ္မပတ်တော်သားတွေတယောက်ချင်းနေကောင်းကျမ်းပါရဲ့လားโอเคကျွန်တော်တို့အတွက်ပျော်ရွှင်ကြည်နူးခွန်အားဖြစ်စေမယ့်ရုပ်တံလေးနဲ့စဖွင့်ပေးရသေးဗျအညာဘူးသားလေးအညာဘူးလားလေးစေချောင်းဘူးလေးတေးတယ်ကိလေလေးတေးတယ်

ဗာလဲငရဲဖြီကိုအပီးပိုင်စောက်ထိုးဆင်းသွားတယ်နော်လေပေါ်မှာနေတရဲဖြစ်သွားတယ်လေတရဲကျင်းတတ်တယ်ရွှေညာသားတွေစောက်ရမ်းလေးစားတယ်ဒီနေ့တွေစားဝင်အိပ်ပျော်စီပဲတင်းလေးတင်ဆက်ပေးပါအောင်မယ်ဘကိုတိုင်ပေါက်ခေါင်းနဲ့ပေါက်တယ်မျိုးနယ်တို့တွေဆက်ချောင်းထိုးရွာစင်လှက်မီးရှို့နေတော့စစ်အင်အားတရားပါစစ်တပ်ကိုတိုက်ခတ်ရစစ်ကောင်စီတပ်ဖွဲ့ဝင်စစ်တအူးတိတ်ဆုံးကြောင်းပြည်သူ့ကော်မတီတတ်မှတ်တော့ 3631တိုင်ရင်ဤစစ်ထောက်လန်းရင်နဲ့သတင်းပြန်ကြားရေးတာဝန်ခံရဲဘော်ရဲဒိုးကဒါရန်ကိုခက်တဲ့သတင်းဌာနကိုပြောကြားထားတယ်။ဒါအခွေးကောင်တရားပါတဲ့စစ်ကြောင်းကိုတိုက်ခိုက်လိုက်တာစစ်တပ်ကောင်နေရာမှာနဲ့ပွဲချင်းပြီးပဲကျင်တော့ကျင်တတ်တယ်ဗျာသို့တော်အကုန်လုံးပွဲချင်းပြီးမဖြစ်သွားတဲ့အတွက်ကျွန်တော်တို့ခံပြင်းနေဗျာ။ ျွန်တော်ရွှေညာမြေမှာပြကြသွားတဲ့လေရင်နဲ့ပတ်သက်ပြီးတော့ဖင်ပိတ်ငင်းနေတဲ့ MRTB ရဲ့ဟာတလေးကိုကျွန်တော်တို့ကြည့်ကြအောင်မယ်။တမ်းမတော်လေးမှာတိုက်ခိုက်ရေးလေရင်တစ်စီးဟာလေကျင့်ပြန်တန်းရေးဆောင်ရွက်စဉ်ဇွန်လ10ရက်နေ့မွန်လွဲ12နာရီ15မိနစ်ခန့်မှာပလဲမျိုးနဲ့မင်းနိုင်မင်းကျေးရွာရဲ့အရှိဘက်မီတာမထောင်ခန့်အကွာစပားစီကျေးရွာအနီးသို့အရောက်ရုတ်တရက်ဆက်ချိုးရွေးမှုဖြစ်ပေါ်ခဲ့ကမြေပြင်ပေါ်တို့ပြတ်ကျခဲ့ပြီးမိလောင်မှုဖြစ်ပွားခဲ့ပါတယ်။အဆိုပါလေရင်ပြတ်ကျခဲ့တဲ့နေရာတစ်ဝိုက်သို့ လုံခြုံရေးတပ်ဖွဲ့ဝင်များကတွားရောက်ပြီးလိုအပ်တဲ့လုံခြုံရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိကာတပ်ဆိုင်ရာတာဝန်ရှိသူများကလေရင်ဆက်ချုပ်ရင်းမှုအကြောင်းအရင်းအောင်စုံစမ်းစစ်ဆေးမှုများဆက်လက်ဆောင်ရွက်လျက်ရှိကြောင်းသိရှိရပါတယ်ရှင်။အေးအေးအေးကျွန်တော်မိသားစုတွေကြားတဲ့အချိန်မှာဒါအပြန်တန်းလေ့ကျင့်တာတဲ့လေရင်ဆက်ချုပ်ရင်းမှုကြောင့်ပြစ်ကျသွားတယ်တဲ့ဒါပြောတာပေါ့ဗျာတနိုင်ငံလုံးအသည့်ပါတီဖာတယ်ကြားတယ်ဆိုတာတကယ်ဟိုပတ်စံပေးပြီးယူတဲ့ဟို မိန်းကလေးတွေအားမှာသူတို့ထက်တန်ဖိုးရှိရင်ရှိအောင်မယ်တကယ်ပါတီပါတယ်စောက်ချက်လေတစ်ဆက်မှမရှိကြဘူးကျွန်တော်ငငယ်တုန်းကဆိုတသက်လုံးဒီ MRTV ဖိုးတို့မြားဝတီတို့က brain watch လောက်ခံထားရတာအခုတော့မရတော့ငါတို့ဒီအရင်လိုမအတော့ မေတ္တာလိုရလို့မင်္ဂလာပါရှင်ကိုမင်္ဂလာပါဒီကတတိယနေ့ခုကြံထားပြီမှာဘလို့ဖာတတိယနေ့လဲဆိုတော့အခုအနောက်ကဖိကားလေးကိုတွေ့တယ်မဟုတ်လားကျွန်တော်တို့ကဒုတိယကအမိကိုတက်ချင်တယ်ခါဒီကဒီကနေတက်စားအောက်ခြေကနေစက်တက်ရတယ်ဗောနော်ဒီကတက်တယ်အဲ့လိုဒီလေကားကိုတက်သွားရင်အမိရောက်သွားတယ်ဒါပေမဲ့ကျွန်တော်တို့နိုင်ငံအုပ်ချုပ်ရေးမရတော့အောက်ကိုဆင်းပါရှင်ဘာလို့အောက်ကိုဆင်းနေပြောလို့ရှိမေးဘလို့သမီးတွေအလန်းအပြင်ထွက်တဲ့ခါကျအတွင်းကဘူလီယာနော်အတွင်းကဘူလီယာနံပါတ်ဘလောက် ဘေးရဲ့အတွင်းကဘေးရဲ့လံဘက်ကဘလောက်လဲဆိုတာတိတိကျကျမှတ်သွားနော်ကိုကိုတည်းဆိုက်ကိုကိုတည်းချာမှတ်သွားနော်အဲ့ဒီမှတ်သွားတဲ့ခါကျရင်သူတို့စစ်ဆေးတဲ့ခါကျရင်ဘေးဘိုလီအတွင်းကလံဘက်ဘလောက်အတွင်းကဘေးကလံဘက်ဘလောက်လဲဆိုတော့ဖြေရမှာဖြစ်ပါလိမ့်ရှိဘာဖြစ်လို့လဲဆိုတော့ကျမတို့နိုင်ငံကမင်းကတိုးတက်လားမတိုးတက်လားမင်းအတွင်းကဘေးနဲ့အတွင်းကဘိုလီအမျိုးသမီးတွေရဲ့ဟိုဘယ်လိုပြောမလဲဆိုတော့အတွင်းကဟိုမှာစစ်နေပါတယ်နော်ဟိုအဲ့ဒါကြောင့်မို့ဟိုမြန်မာနိုင်ငံကအမျိုးသမီးတွေကိုတတိပေးချင်တာကတော့ မြန်မာနိုင်ငံမှာနေတဲ့အမျိုးသမီးတွေက အတွင်းကံဘီဘောလီတွေအတွင်းကံဘောလီအတွင်းကံဘီရဲ့နံပါတ်တွေကိုမှတ်သွားဖို့မမေ့နဲ့နော်အဲနောက်ပြီးတဲ့ခါကျလို့ရှိရင်လို့ရှိရင် နှစ်ထပ်ခုသွားရင်လည်းဖွင့်သွားပါလို့ဘာဖြစ်လဲဆိုတော့ပါဇက်ပိတ်တို့မှမရှိတဲ့ခါကျတခါလေးချုပ်ပြီးတော့ပြီးလိုက်ရအောင်နော်နှစ်ထပ်ခုသွားရင်ဒီမှာလည်းရှိမြန်မာနိုင်ငံအမျိုးသမီးကိုပြောချင်တာအပြင်သွားတဲ့ခါမှာဆိုရင်ပြီးခုနှစ်ထပ်ခုသွားပါလို့ဘိုးကြီးကိုနှစ်ထပ်ခုသွားပါလို့ဘာဖြစ်လို့လဲဆိုတော့မလာသားသမီးတွေကအတွင်းကံဘိုးကြီးနဲ့အတွင်းကံဘိတ်ကိုစစ်နေတဲ့အတွက်ကြောင့်နှစ်ထပ်ခုသွားရင်ဆိုရင်တစ်ထပ်ကချုပ်ပြီးတော့သူတို့ထားခဲ့ပြီပါလို့ဘာဖြစ်လဲဆိုတော့အတွင်းကံဖိတ်ကြတော့အုတ်ထုတ်စားမှုရဲ့အတွင်းကံဖိုလ်ကြီးကြတဲ့ခါကျတော့ပါဇက်ပိတ်လောက်ဘူးရေနော် အဲ့ဒါနှစ်ထပ်ဖို့သွားလို့မှာချင်တယ်နော်မြန်မာနိုင်ငံမှာနေတဲ့မျိုးသမီးတွေအတွင်းကဘော်လီဘော်လီနှစ်ထပ်ဘင်းနှစ်ထပ်ဖို့မမိနဲ့အောင်နော်ဟောင်ချင်တဲ့ခွေရဲ့ကောမန့်အောက်မှာလာဟောင်ရရတယ်နော်ဟောင်စမ်းโอเคချစ်မကြီးဖြုတ်ချစ်ကြီးကအရန်မိုက်တယ်အဲ့ဒါလိုမျိုးနေစဉ်ရက်ဆက်ဖြုတ်ပေးပါလို့တောင်းဆိုကျင်တယ်ဗျဒါကတော့ကျွန်တော်တို့နိုင်ငံရဲ့စကတ်ဝဲအာမီခုမှတေချာသွားတာစိတ်သာကြည့်ဗျအမျိုးသမီးတွေရဲ့အတွင်းကံမပိုင်ဖမ်းတယ်ဆိုတော့အတိတ်ပေကတော်တော်ရှာပြီးတော့မဲ့တာ လို့လို့လားသူ့သူပူလို့အဲ့လိုဝှက်ချင်ဝှက်မယ်မွှက်ချင်မွှက်ဘူးဟောစောက်ဆန့်ရအောင်ပဲတွေးနေတဲ့အုပ်စုတွေစကတ်ဝဲအာမီဆိုတာအခုမှတေချာသွားတာအဲဒါကနေရာကြီးကတော့ရှုံးနေပြီတိုင်းပြည်ရဲ့အစိပ်ပိုင်းပေးလိုက်ရပြီပြန်မတိုက်သေးဘူးလားအဲဒါကပြည်သူလူထုရဲ့သူတို့ရဲ့ဖြစ်ချင်တဲ့ဆန္ဒပေါ့နော်ကျွန်တော်တို့ကပြည်သူလူထုရဲ့ဖြစ်ချင်တဲ့ဆန္ဒပေါ်မှာကျွန်တော်တို့ကပြည်သူ့နောင်ပြီးဆိုတဲ့သတင်းဌာနလုပ်လို့မရဘူးအာသူတိုက်ပွဲတွေရှုံးနေတယ်ဟလာဟလာအောင်မင်းကြီးကဒီအခုတည်း တက်မတော်အကြီးကဲတွေကိုဖားနေတုံးလားဆိုတော့ဒါသူတို့လိုချင်တာကကျွန်တော်ကတက်မတော်အကြီးကဲတွေကိုဗလိန်းတာလိုချင်တာကျွန်တော်တို့ကအဲ့လိုဗလိန်းနေတယ်ဗလိန်းလို့မရဘာလို့အဓိကကမသိတဲ့လူဗလိန်းတာကပြဿနာမရှိပါနဲ့ဗလိန်းဆွဲစီကားမှာကိစ္စတွေမှာသုံးသက်နိုင်တဲ့လူတွေတိတဲ့လူတွေကဗလိန်းရင်အဲ့ဒါပြဿနာရှိတယ်အင်းဗလိန်းဥပမာကျတော့ကျွန်တော်တို့ဗလိန်းထဏာကျွန်တော်တို့ဗလိန်းထဏာရက်တီလာ2016လောက်တည်းကရက်တီလာတာနော်ရက်တီလာအဲ့လိုပဲဒီဘက်မှာ2018 19 20 21စရရတယ် တချိန်လုံးကျွန်တော်တို့တိုင်းပြည်နဲ့တက်မတော်ဘက်မှာရက်တည်လာ။အော်အဲ့တော့ကျွန်တော်တို့ကဒီအချိန်ဒီအခါအထိရောက်နေပြီ။တက်မတော်တို့ဟလာတိုင်းတိုင်းပြည်ရဲ့အချိန်နေတက်မတော်ရဲ့အချိန်နေတက်မတော်ခေါင်းဆောင်တွေရဲ့တကယ်ဟိုဘယ်လိုခေါ်မလဲအချိန်နေတွေကိုအရေးချင်းတွေကိုကျွန်တော်တို့မသိဘဲနဲ့ဗစတဲ့လျှောက်ပြောချင်တာပြောမယ်သူကျွန်တော်တို့တော့ညံ့တဲ့သတင်းထံမှာရှိမှာပေါ့နော်။ဘာကြောင့်ကိုကိုတီးပြီးတာလဲ။ဒီကနေ့တက်မတော်တိုင်းဝင်တဲ့လောက်ထိစက်ပြီးတော့ဟလာသတင်းတွေလုံးလာတဲ့လူတယောက်အခုမှပေါက်ပြရလျှောက်ပြောနေတယ်ကွာဆိုကျွန်တော်တို့အဲ့ကြမှာကျွန်တော်တို့ကဘရော့ပါတီးရဲ့ဆောက်ချက်ပွဲမှာ ဲ့တော့ကျွန်တော်တို့ကတက်မတော်နဲ့ဒီလောက်နီးနီးဆက်ဆက်နော်နီးဆက်တဲ့သတင်းဌာနတခုဖြစ်နေပြီးတော့ကျွန်တော်တို့ကတချို့ကိစ္စတွေမှာသုံးသက်တာပဲဖြစ်ဖြစ်ဝေဖန်တာပဲဖြစ်ဖြစ်ပောက်ပြရဝေဖန်လို့မရဘူး။ဘာကြောင့်ကျွန်တော်တို့ကတို့အကြောင်းနေတချို့ကိစ္စတွေကတိနေတာ။ဟောင်မင်းကစကားပြောတာတစ်ချက်မှလွဲမခံဘူးနော်။ဟိုဇော်ဘောဟောင်လို့ပောက်ပန်း40မပြောဘူး။သူအကြောင်းသူတိတယ်စက်ခွေးတက်ကြောင်းကိုကောင်းကောင်းသိလို့သူပြောတော့ပါလေနောက်ဆန်က2016လောက်တည်းက သတင်းဌာနနဲ့ရက်တည်နေတာတဲ့သူသတင်းဌာနဘလောက်နာမည်ကြီးလို့လေဗျာဖားလို့ရားလို့စားနေတောက်နေရာဆိုတာပြောတာပုံမှန်လိမ့်မယ်ကျွန်တော် YouTube တရင်တစ်ပုဒ်ကတင်ထားတယ်ကျွန်တော် viewer ဘိုင်းနဲ့ပတ်သက်ပြီးတော့နားလေတယ်ပေါ့နော်အဲ့တော့ viewer ဘိုင်းနဲ့ပတ်သက်ပြီးကျွန်တော်တချို့ဟာလေးဝေဖန်နေပေါ့အဲ့တော့ကျွန်တော်ဝေဖန်နေအတိုင်းအဲဒီတက်ဘရောကရရှိတယ်ရလဲလိုက်လုတ်ကြလိမ့်မယ်ပေါ့အဲ့တော့အဲ့လိုအဲ့လိုပဲပေါ့ကျွန်တော်ဝေဖန်တယ်တစ်ဖက်အဖွဲ့ကြီးတွေကလည်း ို့တင်ပြစီကြာနေပြီပေါ့အဲ့ဒါနဲ့ပတ်သက်ပြီးကျွန်တော်ကိုဖမ်းပြီးတော့ဒီမှာထိမ့်သိမ့်တင်ပါတယ်ဆို YouTube channel တခုကတင်ထားတယ်အဲ့လိုပဲအာဒီ Facebook လူမှုကွေရာစာမျက်နှာတွေပေါ်မှာလည်းစမှုတန်းပုံစံနေတယ်ပေါ့နော်တင်ထားတဲ့ account နှစ်ခုသုံးခုလောက်ပဲကျွန်တော်ဖမ်းတယ်၃၄ခါလောက်ပြောတာရှိတယ်ยาตาอีแม่มะซ่ามะตอกอ่ะเวเนี่ยบอยเวซ่นมะมณีเนี่ยตะท้องมาโลไม่เอาเนาะซ้วยสีมาเนาะเมนูของนี่เมซ้วยสีแลขั่นพี่ทวบีลุ่มเหมี่ยวยามาตั้วเต้งช่องมาโดล่ะกว่าเกเล ကျွန်တော်ကိုဖမ်းဖို့အစီအစဉ်တစ်ခုရှိနေအောင်ကျွန်တော်သိတယ်။อืมဘာမနေပါဘူး။သိတယ်နော်။ပြီးတော့ရာစာ။နောက်သူ့အတူပုဂ္ဂိုလ်ရှိတယ်။အခုဆိုပုံလေး။อืมပြင်ရတာပြန်လာခြင်းလည်းပြန်လာမှာပေါ့။ဘာမှမဖြစ်ဘူး။တော့ပြီးရာစာပြည်သူချစ်တယ်။ပြည်သူကိုချစ်တယ်။ပြည်သူတာ။အပတာမဟုတ်တယ်။အေးအမေတာလေမဟုတ်ဘူး။ဘယ်အဖတ်တော်မှာအလုံးမလုပ်တော့။ဘယ်အမေတော်မှာလည်းအလုံးမလုပ် ရသာငွေထားတဲ့အမိတော့မပါဘူးပြောပြဆိုတော့ရသာပြည်သူအတွက်ပဲအလုပ်လုပ်တယ်ပြည်သူကိုချစ်မြတ်လို့တယ်အဲပြည်သူဘက်ကရက်တည်တယ်မုံမြင်တယ်မို့ဘာမှဖြစ်ဘူးအမှန်တရားဘက်မှာရသာရှိတယ်ဘာကြောင့်လဲပြည်သူကိုချစ်တဲ့ပြည်သူပါမို့လို့โอเคထဲရောက်သွားရင်ငါပြီးကြော်လေးပါလေလာဖို့ထဲရောက်သွားရင်ငါပြီးကြော်လေးပါလေလာဖို့ဦးနဲ့ရသာမင်းသိရတဲ့အတိုင်းကွာမပြီးကြော်ဘူးမင်းကိုကြိုက်နေတာလားဘောမတင်းတဲ့လောက်လေးဘောမ ေးစစ်စစ်နေဖို့ကိုဘွားလေးကိုသူတို့ကအမှန်တရားကိုပြောရင်ကိုမကြိုက်တာသူတို့ကိုထာဝရဘောမနေရင်သာလက်ခံမှာအမှန်တရားလေးနည်းနည်းပြောလိုက်တာနဲ့မင်းကမော်စကိုတို့နေယူရောက်တို့ကအော်တိုရောက်ပြီးသားပဲငောက်ကောင်ကြီးအဆင်ပြေပါလေကွာဟုတ်ကဲ့ပြကျေးဇူးတင်ပါတယ်ကျွန်တော်ဗီဒီယိုလေးကိုကြည့်ရှုပေးတယ်ဓမ္မပက်တော်သားတယောက်ချင်းတော်လန်လေးသက်လေးပါလို့ဆုတောင်းရင်းနဲ့ကျွန်တော်တို့နောက်ဗီဒီယိုမှာပြန်လဲဆုံတွေ့